ုတင်ဆက်ပေးမယ့်သတင်းကတော့ပြားကောင်ရဲ့နှစ်တန်းခွဲကျော်လွတ်သွားတာကြောင့်သတိပေးချက်ထုတ်ပြန်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ကုန်တင်ရင်တစည်းနဲ့တည်ဆောင်လာတဲ့ပြားကောင်နှစ်တန်းခွဲကျော်လွတ်သွားခဲ့တာကြောင့်အမေရိကန်နိုင်ငံဝါရှင်တန်ပြည်နယ်ဥပကွန်းဒေသမှာဒေသခံတွေကိုသတိပြုနေထိုင်မှုအတွက်သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။လွတ်သွားတဲ့ပြားတွေဟာပြားရိုက်ထုတ်လို့တဲ့မွေးမြူရီပြားတွေဖြစ်ပေမဲ့သူတို့ပုံမှန်နေထိုင်တဲ့ပတ်ဝန်းကျင်မျိုးမဟုတ်တလို့ပြားပြင်မှလည်းမပါတာကြောင့်အခက်မသိရင်လူတွေကိုတိုက်ခိုက်လာနိုင်တာကြောင့်သတိပေးချက်ထုတ်ပြန်ခဲ့တာပါ ပြားရဲလွတ်သွားပြီးနောက်မှာကြောင့်ကျင်ပြားဖန်သမားတွေကိုတုံးပြီးပြားတွေကိုပြန်လည်ဖမ်းဆီးနေပေမဲ့လွတ်သွားတဲ့ပြားတွေအကုန်ပြန်ဖမ်းနိုင်ဖို့အရှိန်ယူရမယ်လို့သိရပါတယ်။လွတ်နေတဲ့ပြားကောင်အများနေမယ်ဆိုရင်ဒေသခံတွေရဲ့စိုက်ပျိုးရေးလုပ်ငန်းတွေမှာပြားတွေကြောင်းမုံကူလုပ်ငန်းထိခိုက်တာပါဝင်ပုံမှန်မဟုတ်တဲ့ကိရိယာဆက်နေမှဖြစ်လာပြီးထိခိုက်ဆုံးရှုံးမှုတွေဖြစ်ပေါ်လာနိုင်တယ်လို့သိရပါတယ်ဒီဒီလေးကိုတော့ငင်းကြအောင်ပေးပို့လာပါ